ထိုင်းမြန်မာနေဆက်မှာရှိတဲ့မောရောင်မျိုးတေတိုက်ပွဲကနေထွက်ပြီးတိရှောင်နေရတဲ့ဒေတာခံတွေထဲမှာကိုဝင်ဆောင်တွေမိဖွားဖိစမိခင်တွေနဲ့ကလေးငယ်တွေအပါဝင်နေပြီးနေထိုင်ရေးကျန်းမာရေးအတွက်အခက်များစွာကြုံတွေ့နေရတယ်လို့သိရပါတယ်။ဆက်အနာရှင်တက်ကလေချောင်းတက်ခိုက်မှုတွေဆက်လက်လှူဆောင်နေစေဖြစ်တဲ့အတွက်နေမပြန်နိုင်သေးတဲ့အပြင်အခက်များစွာကြုံတွေ့နေရတယ်လို့စစ်မေးရှောင်နုတိုင်မိခင်တို့ကပြောပါတယ်။ ချေတောင်အလိုလောက်မရှိတာကြောင့်ကလေးငယ်တွေမှာချက်ခိုက်ဖို့နဲ့ရှားနာတွေပေါလာတဲ့အပြင် မိခင်တချို့နိုမက်ထွက်တဲ့အတွက်နှုတ်စီတွေဖြော့တက်ရတာကြောင့်နှုံမုံနဲ့ဒိုက်ပါတွေလည်းလိုအပ်နေတယ်လို့ပြောပါတယ်။ကိုဝင်ဆောင်မိခင်တွေမှာလည်းလားစိတ်နေတဲ့ကိုဝင်သေးတွေရှိပြီးချိတ်ခါမရွေးဘိုင်းနာနိုင်တဲ့အတွက်စိုးရိမ်စင်းနေနေရတယ်လို့ကိုဝင်ဆောင်မိခင်တို့ကပြောပါတယ်။ မောရမျိုးတိတိုက်ပွဲမှာဒေသခံ2000ဝန်းကျင်စစ်ပြီးရှောင်နေကြပြီးအဲ့ဒီထဲက600ကျော်ဟာတော်လဲမှာကပတ်ကြာရှောင်နေကြအချင်းနေတိုင်းစားတော့ရေမပြည့်တဲ့အတွေ့ဥယျာဉ်ခြံတွေနဲ့နှိဆက်ရအဆောက်တွေမှာ ပြောင်းရွှေ့နေကြပြီးစာနာရိတ်ခါတွေလိုအပ်နေတယ်လို့စစ်ဆောင်ကူညီနေသူတို့ကပြောပါတယ်အမှတ်3အမှတ်6ရွာတွေနဲ့နှိဆက်တဲ့ဂျေးဝ9ရွာကစစ်ဆောင်တွေ အေကနေယူဆောင်လာတဲ့ရိတ်ခါကိုသွားတဲ့အတွေ့ရိတ်ခါတွေလိုအပ်နေတယ်လို့ပြောပါတယ်။စိတ်ဆောင်ရတဲ့နေရာအပေါ်မူတည်ပြီးလိုအပ်ချက်တွေကကွဲပြားနေတာပါ။တိုးထဲမှာရှောင်နေချာသူတွေကစောင်းနဲ့ချင်တာတွေလိုအပ်နေပြီးအေပြဝင်နေချတဲ့သူတွေကတော့စားနပ်ရိတ်ခါလိုအပ်နေတယ်လို့သိရပါတယ်။မော်တော်မျိုးကို နိုဝင်ဘာလ14ရက်နေ့မှာတော်လိုင်းတက်တွေတည်ယူထားပြီးဆက်အနာရှင်တက်ကလေကြောင်းတက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်။